မေလာနေ့ရက်ကချီလီနိုင်ငံ တောင်ပိုင်းမှာပြင်းအားခွန်တက်စမလေးရှိရဲဗလင်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဗလင်ဟာဒရိတ်ပိုက်လိုင်းမှာဖြစ်ပွားခဲ့ပြီးအာဂျင်တီးနားနိုင်ငံကူရှူအိုင်ယန်မြို့တောင်ပယ်219ကီလိုမီတာအကွာမှာဖြစ်ပွားခဲ့တာပါ။ဗလင်ရဲ့အနက်ဟာ10ကီလိုမီတာသာရှိပြီးဒေသစံတော်ချိန်မနက်9:58မိနစ်မှာဖြစ်ပွားခဲ့ပါတယ်။ဒိုလော့ဆယ်ချီလီနဲ့အာဂျင်တီးနားမှာပြည့်စည်မှုဒါမှမဟုတ်လူထိခိုက်မှုတွေနော် မရှိသေးပါဘူးချီလီအာနာပိုင်းကမဂျယ်လန်ဒေတာနဲ့ချီလီရဲ့အနာတိကပိုင်းနဲ့တချို့မှာဆူနာမီသတိဝေချက်တွေထုတ်ပြန်ခဲ့ပြီးမဂျယ်လန်ရေလက်ချားတခြားကန်ရန်တွေမှာရွှေပြောင်းလင်ရချထားမှုတွေပြုလုပ်ခဲ့ပါတယ်တမရဂါရီရဲ့ပူရိတ်ကဒေတာကန်တွေကိုမြင်းတဲ့နေရာရဲ့ဆီရွှေပြောင်းမှုတိုက်တွန်းခဲ့ပြီးအာနာပိုင်းရဲ့ညံ့ကြက်တွေကိုတိုက်နာဖို့ပြောကြားခဲ့ပါတယ်အမေရိကန်ဒေသရာသီဥတုဌာနရဲ့ Pacific Tsunami Threat ဌာနကချီလီမှာ 2မီတာနဲ့3မီတာအထိဆူနာမီလိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းခဲ့ပြီးအန္တာတိကမှာတော့မလင်ပိုချက်နဲ့300ကီလိုမီတာအကွာအတွင်း2မီတာအထိလိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ရွှေပြောင်းနေရာခြားထားမှုတွေဟာတင်းကျိတ်သွားပြုတ်လုခဲ့ပြီးအန်နယ်ရှိရဲ့နေရာတွေကနေဒူးရီ2000နီးပါးရွှေပြောင်းခံခဲ့ရပါတယ်။ဆိုရှယ်မီဒီယာဗီဒီယိုတွေမှာ 3P overload တွေထွက်ပေါ်နေပြီးဒေသခံတွေမြင်းတဲ့နေရာတွေစီတွားနေကြတာကို တွေ့ရပါတယ်။ချီလီရဲ့ hydrographic နဲ့သမုဒ္ဒရာသိပ္ပံဌာန SHOE ပါအနာဒီကခြေဆိုင် scan တွေနဲ့ချီလီတောင်ပိုင်းမြို့တွေမှာနိုင်ပိုင်းအတွင်းတိုင်းနဲ့ရရှိနိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။အနာဒီကရဲ့ breast ခြေဆိုင် scan မှာပင်လယ်ရေမြင့်လာပြီး6 cm အတက်ကြားရှိတယ်။ Sakurya ဖမ်းယူတဲ့ tsunami တစ်ခုမှတ်တမ်းတင်ခဲ့ပါတယ်။ Argentina မှာတော့မလင်ဟာကမ္ဘာတောင်ပတ်ဆုံးမြို့ Wushu Island မှာပြင်းထန်စွာခံစားသေးရပေမဲ့ရှေ့ပြောင်းနေရာခြားထားမှုဒါမှမဟုတ် ပစ္စည်းပျက်စီးမှုသတင်းတော့မရှိပါဘူး။ဒေသဆိုင်အာဏာပိုင်တွေကဒီကဲရေလက်ကြားမှာရေလှရှားမှုတွေနဲ့ဒီချောင်းသွားလာမှုတွေကိုအနည်းဆုံး၃နာရီကြာဆိုင်းငံ့ထားရပါတယ်။မွန်တဲချိန်တော့မှချီလီရဲ့အမျိုးသားပေးရနေ ကာဝေးနဲ့တုံ့ပြန်ရေးဌာနကခြေပြောင်းနေရာချထားမှုသတိပေးချက်တွေကိုချော်ချလိုက်ရမယ်။ဒေသခံတွေကိုကမ်းခြေနဲ့ကဲအော်ရနေရာတွေကိုချောင်ချဖို့အကြံပြုခဲ့ပါတယ်။ဆူနာမီသတိပေးချက်ကိုရုပ်သိမ်းခဲ့ပြီးဒေသရင်းကျောင်းတွေကိုဒီနေ့တော့တော့ပိတ်ထားခဲ့ပါတယ်။